မြောက်ကိုရီးယားကထုတ်တဲ့ကိုရီယိုဒန်ဂျန်ဆူအရက်အပါအဝင်တခြားအရက်တွေကိုတင်သွင်းခွင့်ပြုနိုင်ရေးအတွက်တောင်ကိုရီးယားဘက်ကအကောက်ခွန်ဥပဒေကိုပြင်ဆင်နေပါတယ်။ဒါဟာတောင်နဲ့မြောက်ကိုရီးယားနိုင်ငံအကြားကပုဂ္ဂလိကကုမ္ပဏီတွေဆယ်စုနှစ်တခုကျော်ကြာရပ်တန့်နေခဲ့တဲ့ကုန်သွယ်ရေးကိုပြန်ဆဖို့လမ်းစပေါ်လာတာပါ။မြောက်ကိုရီးယားကထုတ်တဲ့အရက်တွေတင်သွင်းဖို့အတွက်ဆိုရင်လက်ရှိတောင်ကိုရီးယားကပြဋ္ဌာန်းထားတဲ့ဘေးကင်းလုံခြုံမှုနဲ့ စံနှုန်းတတ်မှတ်မှုတွေကိုပြင်ဆင်ပေးရမယ်ဆိုတာကိုအခုလအစောပိုင်းကအစိုးရတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးပြီးဆုံးဖြတ်ခဲ့ကြတယ်လို့တောင်ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာနကပြောတာကိုကိုကပီး The Korea Herald မှာရေးထားပါတယ်။ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ပလင်း3500ရှိတဲ့မြောက်ကိုရီးယားကထုတ်တဲ့အရက်နှမျိုးကိုတောင်ကိုရီးယားစီးပွားရေးသမားတအူးကတင်သွင်းမှုစူးစမ်းတာကြောင့်အခုလိုဆုံးဖြတ်ချက်ချပေးရတဲ့အဆင့်ရောက်လာတာပါ။အဲ့ဒီအရက်အမျိုးအစားနှစ်ခုကတော့ ကိုရီးယား blueberry နဲ့ချက်ပြီးတော့ alcohol percentage 16ကနေ60ရာခိုင်နှုန်းအကြာပါတဲ့တူဂျုတ်ဆူးနဲ့မြောက်ကိုရီးယားတို့ရဲ့ရိုးရာအရက်တစ်မျိုးဖြစ်ပြီး alcohol percentage 40ရာခိုင်နှုန်းပါတဲ့ကိုရီယိုဒန်ဂျန်ဆူးအရက်တို့ဖြစ်ပါတယ်တောင်ကိုရီးယားစီးပွားရေးသမားတယ်လာတဲ့အရက်တွေအတွက်ထုတ်လုပ်သူမြောက်ကိုရီးယားဘက်ကလုပ်ငန်းလိုင်စင်မပြနိုင်တာကြောင့်အဲ့ဒီပလင်း3500စလုံးကိုတောင်ကိုရီးယားကောက်ခွန်ဌာနကလက်ရှိမှာတင်ဆက်ထားပါတယ်အခုတော့တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေ ဒီအရက်တွေတင်သွင်းလို့ရအောင်ဥပဒေကိုပြင်ဆင်ပေးမှာဖြစ်တဲ့အတွက်မကြာခင် တောင်ကိုရီးယားဈေးကွက်မှာမြောက်ကိုရီးယားထုတ်အရက်တချို့ကိုတွေ့လာရတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ